2026ခုနှစ်ကမ္ဘာဖလားဖိုင်နယ်ပွဲမှာစူပါဘောလ်ပုံစံပွဲချိန်ဝက်ဖြောပြမှုကိုပထမဆုံးအကြိမ်ထည့်သွင်းတင်ဆက်သွားမှာဖြစ်ပြီးပါဝင်ဖြောပြမဲ့အဆိုတော်တွေကို Coldplay Britain Rockita အဖွဲ့က FIFA နဲ့ပူးပေါင်းပြီးကုညီရွေးချယ်ပေးသွားမယ်လို့သိရပါဗျာ။ ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်ကနေဒါနဲ့မက္ဆီကိုတို့ကအင်းရှင်နိုင်ငံတွေအဖြစ်ပိုးရဲဆောင်ရွက်မှာဖြစ်ပြီးဖိုင်နယ်ပွဲကို2026ခုနှစ်ဇွန်လ19ရက်မှာအမေရိကန်နယူးဂျာစီပြည်နယ်မှာရှိတဲ့ MetLife အားကစားကွင်းမှာကျင်းပသွားမှာပါအရင်ကကမ္ဘာဖလားဖိုင်နယ်ပွဲတွေမှာပွဲချိန်ဝက်ဖျော်ဖြေမှုဆိုပြီးမရှိခဲ့ဘူးပါဘို့ FIFA ဥက္ကဋ္ဌ ဂျာနီအင်ဖန်တီနိုရဲ့ကြီးညာချက်အရလာမယ့်ကမ္ဘာဖလားဖိုင်နယ်ပွဲချိန်ဝက်15မိနစ်နားချိန်အတွင်းဖျော်ဖြေမယ့်အဆိုတော်တွေကိုကိုပလေးအဖွဲ့ကောင်းဆောင်ခရစ်မာတင်နဲ့ကိုပလေးမန်နေဂျာဖီဟာဗီရိုကရွေးချယ်ပေးမယ်လို့သိရပါဗျာ။ ယူကြစီပြည်နယ်မှာကျင်းပမဲ့ FIFA ကမ္ဘာဖလားဖိုင်နယ်မှာပွဲချိန်ဝက် ဖြောပြေးအစီအစဉ်ပထမဆုံးအကြိမ်ပါလာပါမယ်။ FIFA ကမ္ဘာဖလားအတွက်လည်းသမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်လာပါလိမ့်မယ်လို့ Infantino က Instagram မှာ post တင်ပြီးကြေညာထားပါတယ်။ပုံမှန် NFL ဘောလုံးပွဲတွေမှာပွဲချိန်ဝက်ဖြောပြေးမှုက15မိနစ်ဝန်းကျင်ကြာတတ်ပြီးနောက်ဆုံးဖိုင်နယ်ဖြစ်တဲ့ Super Bowl မှာ stage ပြင်ဆင်မှုပြန်ဖြတ်မှုတွေအတွက် ပွဲချိန်ဝက်တင်ဆက်မှုကိုမိနစ်30အထိအချိန်ပိုပေးတတ်ပါတယ်။ New Orleans မြို့မှာပြုလုပ်တဲ့အခုနှစ် Super Bowl ပွဲချိန်ဝက်တင်ဆက်မှုမှာ Rap အဆိုတော် Kendrick Lamar ကဖျော်ဖြေခဲ့ပြီးဒီထုံးလင်းမှုကို American နိုင်ငံတဝန်းကြီးစုသူ133တန်းခွဲရှိခဲ့ကောင်1993ခုနှစ်က Michael Jackson ဖျော်ဖြေစဉ်ကကြီးခဲ့တဲ့ပရိသတ်ဆန်ခြင်ကိုကြောခဲ့ပါတယ်။ လက်ရှိဖျော်ဖြေပွဲတွေအနက် Super Bowl ဖျော်ဖြေပွဲကအကြီးမားဆုံးဂေတပွဲတစ်ခုအဖြစ်သတ်မှတ်ခံထားရပြီးရှုပ်ထွေးတဲ့ပြင်ဆင်မှုတွေနှီးပညာတွေကြောင့်ကုန်ကျစရိတ်မြင့်မားပါတယ်။ Rihanna, Beyoncé နဲ့ Lady Gaga တို့လည်း Super Bowl မှာဖျော်ဖြေခဲ့ကြပြီးဖြစ်ပြီး Coldplay ရဲ့2016ခုနှစ် Super Bowl တင်ဆက်မှုမှာ Beyoncé နဲ့ Bruno Mars တို့လည်းပါဝင်ခဲ့ပါတယ်။